ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်မြို့တန်ရှင်းတာယာလပစီစူပေါင်းတန်ရှင်ရေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင် မြို့ဝင်ကရက်နေ့ညီမြို့တန်ရှင်းတာယာလပစီရဲ့အတွက်စူပေါင်းတန်ရှင်ရေးဆောင်ရွက်ခြင်းကိုမေ3ရက်နေ့နဲ့6နာရီခွဲအချိန်က တောင်ကြီးမြို့ပေါ်ရှိဌာနဆိုင်ရာရုံးများတက္ကသိုလ်ဒီဂရီ ကောလိပ်အခြေခံပညာကျောင်းများစေယုံနှင့်ဈေးများတွင်ဆောင်ရွက်ခဲ့ပါတယ်။ ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးတင်လိုက်သည်တာဝန်ရှိသူများလိုက်ပါလျက်စူပေါင်းတန့်ရှင်ရေးဆောင်ရွက်နေသည့်အမတ်တဲ့အခြေခံပညာအထက်တန်းကျောင်းအမတ်လေးအခြေခံပညာအထက်တန်းကျောင်းနှင့်စိန်မန်းရက်ကွဲပြည်နယ်ရေယုံဤရေမြောင်းအားမိုးရသည့်ရေစည်းရေလာကောင်းမွန်စေရန်ရည်ရွယ်၍မြို့နယ်စီမံတာယာရေးဌာနဝန်ထမ်းများရက်ကွဲအုပ်ချုပ်ရေးဖွဲ့များဒေသခံပြည်သူများနှင့် စီမံတရားရေးဌာနမှဆက်ရန်တရားရင်ဖြင့်ပူပေါင်း၍ကျမ်းမာရေးနှင့်ညီညွတ်စေရေးရေစည်းရေလာကောင်းမွန်စေရေးအမိုက်တရိုက်များနှင့်ချုံနယ်ပိတ်ပေါင်းများရှင်းလင်းခြင်းစုပေါင်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေး၍လိုအပ်သည့်များကိုလမ်းညွှန်မှာကြားခဲ့ပါသည်အလားတူရှမ်းပြည်နယ်အတွင်းရှိ ခရိုင်မြို့နယ်များတွင်မြို့တန့်ရှင်းတာယာလပရေးအတွက်လမ်းဘေးဝဲရမှအမိုက်များကောက်ခြင်းလမ်းဘေးရေမြောင်းများရေစည်းရေလာကောင်းမွန်စေရေးအမိုက်များအစဲယူရှင်လင်းခြင်းပေါင်းမြက်များရှင်လင်းခြင်းများကိုစုပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့်မြို့တန့်ရှင်းတာယာလပရေးအတွက်ပြည်သူအကျိုးပြုလုပ်ငန်းများကိုအပတ်စဉ်ဆောင်ရွက်တော်မူဖြစ်ကြောင်းသိရှိရပါသည်ခမညာ